မြောက်ရီဒေါနာတောင်ကျော်လမ်းလေးတွေအနက်2018လမ်းနဲ့ထိုးကိုကိုလမ်းကိုသာ ခီးသွားတဲ့ကုန်စီပိုးဆောင်ရေးရင်းများအားထားနေရတဲ့တဲ့င်။ရှမ်းပြည်နယ်မြောက်ပိုင်းနှက်ခမ်းမှာကချင်ပြည်နယ်ဝိုင်းမော်တို့တဲဆောင်ရောင်းဝယ်တဲ့ကျပ်နှစ်တရမ3ဘီလီယံကျော်တန်မှုရှိဘိန်းဖြူ58ကီလိုကျော်နဲ့စိတ်ကြွဆေးပြား9သိန်းကျော်ဖန်းစီရမိရဲ့တဲ့င်။နျူကလ িয়ার စွမ်းအင်တောင်ရင်ကိုတင်မောများတိဆောက်ရေးမှာအမေရိကန်နဲ့ဆက်လက်ပူးပေါင်းသွားမယ်လို့တောင်ကိုရီးယားပြောကြားရတဲ့တဲ့ ။ BBC ဥက္ကဋ္ဌကတမတော်နဲ့ Trenton တောင်းမှန်စာပို့ခဲ့ပေမဲ့လည်းသတင်းတိဖြတ်ရာမှာအတရေဖြတ်တယ်ဆိုခြင်းကိုငင်းဆန်ခဲ့တဲ့တင်။ကစားသမားဘဝမက်ဆီရဲ့အတွင်းကို895ကိုထိ ရှိလာတဲ့တင်။အစရှိသတင်းများကိုတင်ဆက်ပါပါ။အိုးဆောင်သတင်းတပုတ်အနေနဲ့ညရီဒေါနာတောင်ကျော်လန်းလေးတွေအနက်2018လမ်းနဲ့ထိုးကောက်ကိုလမ်းကိုသာခီးသွားတဲ့ကုန်စီပို့ဆောင်ရေးရင်များအားထားနေရတဲ့တဲ့ရင်ကိုတိဆက်ပါမယ်။ မြန်မာထိုင်းနယ်ဆက်ကုံသွယ်လမ်းကြောင်းရဲ့အရေးပါတဲ့အာရှလမ်းသစ်ပိတ်ထားဆဲဖြစ်ပြီးမြ ாரி ဒေါနာတောင်ကျော်လမ်း၄သွယ်အနက်2018လမ်းနဲ့ထုတ်ကော့ကိုလမ်းကိုသာခီးသွားနေကုန်စီပို့ဆောင်ရေးရင်းများအားထားနေရကြောင်းသိရပါတယ်မြောက်ရီကော့ဂရိတ်ဒေါနာတောင်ကျော်အာရှလမ်းသစ်မှာရင်သွားလာခြင်းရဆိုင်ပြီးရဲ့နောက်ခီးသွားရင်များကုန်စီပို့ဆောင်ရေးရင်များမှာဒေါနာတောင်ကျော်လမ်းဟောင်း2018လမ်းထုတ်ကော့ကိုလမ်းကျဲဦးတောင်လမ်းတို့မှသွားလာခဲ့ကြပါသည်ယခုအခါ အာရှလန်တင်နဲ့လန်ဟောင်းတို့ကိုတက်မရောမှပြန်လည်ထိန်းချုပ်လိုက်တဲ့အခါရခိုင်ရင်သွာလာရဲဆဲထားစဲအာရှလန်တင်အပြင်လန်ဟောင်းမှသွာလာခြင်းလည်းရဲဆိုင်သွားခဲ့ကြောင်းသိရပါသည်။မြောက်ရီမော်လမြိုင်ခီးတဲနဲ့ကိုစီပို့ဆောင်ရေးရင်မောက်တို့ကလန်တင်နဲ့လန်ဟောင်းကိုတက်မရောကထိန်းချုပ်လိုက်တော့လန်ကဖွင့်ထားပါသည်။အချိန်မီအန်ရီဖြစ်နေတဲ့အတွက်မတော်ရဲကြပါဘူး။ခုတော့မြောက်ရီကအစင်းဆိုရင်2018လန်ကသွားပြီ။ပြန်တက်ရင်တော့ထုကောကိုလန်ကသွားပါသည်။လန်ကြီးကုန်ကြစည်းကလည်းအရင်လောက်တော့မများတော့ပါဘူးလို့ဆို ပါတယ်။မြောင်းရီဒေါနာတောင်ကျော်လမ်းများဖြစ်တဲ့2028လမ်းထုကော့ကိုလမ်းကျောက်တောင်လမ်းတို့မှလာတဲ့ရင်များနဲ့ခီးတဲ့ကုန်စည်ပို့ဆောင်ရေးရင်ငယ်များမှာချိုင်းမြစ်တို့ဖောင်ဖြစ်ကူးပြီးသွားလာကြသလိုကုန်စည်ပို့ဆောင်ရေးရင်ကြီးများမှာနဘူထီလုံဖအန်လမ်းမှသွားလာကြကြောင်းသိရပါတယ်။ရခိုင်မြောင်းရီကော့ဂရိတ်ဒေါနာတောင်ကျော်အာရှလမ်းတွေဖွင့်လှစ်ခဲ့စဉ်က မြရီရန်ကုန်ရင်စည်းက3000ကျပ်ဝန်းကျင်သာပေးခဲ့ရပေမဲ့ယခုအခါတသိန်း3000ကျပ်တသိန်း5000ကျပ်ပေးစီကြရသလိုကုန်စည်ပုခါများမှလည်းသုံးစားကျော်မြင့်တက်နေစေဖြစ်ကြောင်းသိရပါတယ်။နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနှံခမ်းမှာကချင်ပြည်နယ်ဝိုင်းမော်တို့တဲဆောင်ရောင်းဝယ်တဲ့ကြက်နှစ်သရမ3ဘီလီယံကျော်တန်ဖိုးရှိဘိန်းဖြူ58ကီလိုကျော်နဲ့စိတ်ကြဆေးပြား9သိန်းကျော်ဖမ်းဆီးရမည့်တဲ့တင်ကိုတင်ဆက်ပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှံခမ်းမှာကချင်ပြည်နယ်ဝိုင်းမော်တို့တဲဆောင်ရောင်းဝယ်မဲ့ကြက်နှစ်တရမ3ဘီလီယံကျော်တန်မှုရှိဘိန်းဖြူ58ကီလိုကျော်နဲ့စိတ်ကြွဆေးပြား9သိန်းကျော်ဖန်စီရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရပါတယ်ဖြစ်စဉ်မှာလူကျိုင်းတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းဖွဲ့ဟာအော်တိုဘလာ30ရက်မွန်လယ်တနိုင်ွယ်ခန့်မှာဝိုင်းမော်မျိုးနယ်နမိကသရာအနီးမှာသတင်းရဆောင်ဆိုင်စဉ်လထော်နန်းဟောင်းဘာဦးလထော်ပေါ်လူမောင်းနေပြီးဇခုံတရီ မှဦးစခုံထုံးတန်လိုက်ပါလာတဲ့တိုးတာဟက်လက်ရီဘိုမော်တော်ယာဉ်ကိုရက်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်းထုတ်ပြန်ချက်ရသိရပါတယ်။အဲလိုရှာဖွေရရင်ပေါ်မှာဘေးဖြူ49.52ကီလိုခမ်းမန်းကြက်တရမ188ဘီလီယံနဲ့စစ်ကြွဆေးပြောင်း9တရမ8သိန်းခမ်းမန်းကြက်တရမ10ဘီလီယံစုစုပေါင်းကြက်2တရမ38ဘီလီယံခန့်တက်မှုရှိငွေရေးဆေးဝါးများကိုဖန်ဆီးရမိခဲ့ကြောင်းသိရပါတယ်။ စစ်ဆေးဖော်ထုတ်ချက်များအရဖန်စီရမိဝေးရည်စေဝါများတိတ်ဆောင်ခိုင်းသူမှာနှံခမ်းမျိုးနဲ့နေခေါင်တောင်ဖန်စီရံကြံဖြစ်ကြောင်းဖန်စီရမိဝီရီစေဝါများကိုနှက်ခမ်းမဝိုင်းမော်တို့တဲဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရပြီး၎င်းတို့အောင်ဝီရီစေဝါနှင့်စေကိုပြောင်းလဲစီသောစေဝါများဆိုင်ရာဥပဒေအရရေယူထားရှိပြီးဂွေးဆက်ပြမှုကျုံးလုံသူများကိုဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှတရားပါသည်ဆက်လက်ပြီး နျူကလ িয়ার ဆွမ်းရည်သောရေကုန်သင်းမများတိဆောက်ရေးမှာအမေရိကန်နဲ့ဆက်လက်ပူးပေါင်းသွားမယ်လို့တောင်ကိုရီးယားပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။တောင်ကိုရီးယားဟာနျူကလ িয়ার ဆွမ်းရည်သောရေကုန်သင်းမများတိဆောက်ရေးမှာအမေရိကန်နဲ့ဆက်လက်ပူးပေါင်းသွားမယ်လို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကနိုဝင်ဘာလ12ရက်နေ့မှာပြောကြားခဲ့ပါတယ်။နိုင်ငံသားကလာတာရှိဆောင်ဆိုင်ခဲ့ရတဲ့လုံခြုံရေးနဲ့ကုန်သွယ်သဘောတူညီချက်ကိုအပိသက်ထုတ်ဆိုခဲ့ပြီးတဲ့နောက်လီကအဲ့ဒီလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နျူကလ িয়ার ဆိုင်ရင်တော့ရင်ကုန်သင်္ဘောများတည်ဆောက်မှုဟာတောင်ကိုရီးယားရေတပ်အတွက်ကြီးမားတဲ့တိုးတက်မှုဖြစ်ပြီးအဲ့ဒီလိုနျူကလ িয়ার ရင်ကုန်သင်္ဘောများပိုင်ဆိုင်တဲ့အနေနဲ့နိုင်ငံများစီးရင်မှာပါဝင်ခွင့်ရရှိရလိမ့်မယ်လို့ကြေညာသူများကပြောကြားခဲ့ပါတယ်။ ကုန်သွယ်ရေး၊ကုန်သွယ်ကုန်နဲ့လူချုပ်ရေးကဏ္ဍတွေမှာဆွေးနွေးညှိနှိုင်းမှုတွေအရကျွန်တော်တို့ရဲ့အစည်းအဝေးရေးနဲ့လူချုပ်ရေးအတွက်အကြီးမားဆုံးပြောင်းလဲမှုတွေတဲကတခုကိုအပြီးသက်လှုပ်ဆောင်နိုင်ခဲ့ပါပြီလို့လီကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးတောင်ကိုရီးယားနဲ့အမေရိကန်ဟာနျူကလ িয়ার ရင်ကိုသင်းမောများတိစောက်ရေးအတွက်ဆက်လက်လှုပ်ဆောင်သွားရသဘောတူညီမှုရရှိခဲ့တယ်လို့ဆိုပါတယ်။တောင်ကိုရီးယားဟာယူရေနီယံသတ်စင်ရေးနဲ့အသုံးပြုပြီးလောင်စာကိုပြန်လည်သတ်စင်ရေးလို့နဲ့ပတ်သက်ပြီးမိမိတို့ရဲ့လုံပိုင်ခွေးကိုချဲ့ထည့်ရေးအတွက်ထောက်ခံမှုရရှိခဲ့ကြောင်းသတင်းကိုတောင်ကိုရီးယားနိုင်ငံအတွေ ဆောက်လုပ်ခြင်းဟာလက်တွေ့ကျပြီးယုံကြည်ရှိလိမ့်မယ်လို့ယူဆရကြောင်းနိုဝင်ဘာလ9ရက်ကလွှတ်တော်မှာပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားအတွက်နျူကလ িয়ার စွမ်းအင်သုံးရင်းကိုတင်းမောကိုအမေရိကန်မှတည်ဆောက်သွားလိမ့်မှာဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးတဲ့နောက်သတင်းတစ်ပတ်အကြာရင်အဲရဲ့မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။တောင်ကိုရီးယားဟာအမေရိကန်ရဲ့ ီလာဒယ်ဖီးယားပြည်နယ်တင်မော့ချင်းမှာရင်ကုန်တင်မော့တစ်စင်းကိုတိစောက်သွားမှာဖြစ်ကြောင်းထရန့်ကကြေညာခြင်းဖြစ်ပါသည်။ဘက်ထရီများကိုအားသွေးရန်ရင်မျက်နှာပြင်ပေါ်ကိုပုံမှန်ပြတ်တက်ရတဲ့ဒီဇယ်စွမ်းရည်သုံးရင်ကုန်တင်မော့များနဲ့မတူတဲ့အချက်မှာနျူကလ িয়ার စွမ်းရည်သုံးရင်ကုန်တင်မော့များဟာရေအောက်တွေအချိန်ကြာကြီးမောင်းနေနိုင်ပါသည်။တိုကာမှုနျူကလ িয়ার ရင်ကုန်တင်မော့နည်းပညာနဲ့ပတ်သက်ပြီးအမေရိကန်နဲ့တောင်ကိုရီးယားရဲ့သဘောတူညီချက်ကိုသတိပေးတဲ့လေတံမျိုးနဲ့နိုဝင်ဘာလ3ရက်ကမှတ်ချက်ပေးခဲ့ပါသည်။အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့မိဖက်ဆက်ဆံရေးဟာစစ်မှန်တဲ့စ စည်းပွားဘက်ဆက်ဆံရေးထက်ကျော်လွန်နေပြီးတော့ကမ္ဘာလုံးဆိုင်ရာနျူကလ িয়ার မပြန့်ပွားရေးအစီအစဉ်ကိုရီးယားကျွန်းဆွယ်နဲ့ပုံမိုကျေပြက်တဲ့ဒေသရဲ့တည်ငြိမ်မှုကိုတိုက်ရိုက်ထိခိုက်နေကြောင်းတောင်ကိုရီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်တိုင်ပင်ကလေတောက်များကိုပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ BBC ဥက္ကဋ္ဌကတမတ်ရနယ်ထရန့်တန်တောင်းမန်စာပို့ခဲ့ပေမဲ့လည်းသတင်းတိဖြတ်ရာတွင်အသေးဖြတ်တယ်ဆိုတာကိုငင်းဆန်ခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်။ ်အမေရိကန်သမ္မတနဲ့ထရန့်ပြောကြားခဲ့တဲ့မိခွန်းများတဲ့ကမိခွန်းတစ်ခုကိုအထင်မြင်မှားစေတဲ့တီးဖြတ်မှုအတွက်တောင်းပန်ကြောင်းဖော်ပြထားတဲ့ပတ်ခိုင်လုံသောအကြောင်းများရှိနေတယ်ဆိုတာကိုငင်းဆန်ခဲ့ပါတယ် ထရိုင်မေကွန်ကိုအထင်မှားစေတဲ့နည်းနဲ့ဒုတိယအကြိမ်တီးဖြစ်မှုဖြစ်လာနိုင်တဲ့ကိစ္စကိုလည်းစစ်ဆေးနေရလို့ BBC ကအစောပိုင်းမှာပြောကြားခဲ့ပြီးတော့ BBC ကြီးကရဲ့အထက်ပါပေးစာထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ American သမ္မတနဲ့ထရိုင်မေကွန်ကိုတီးဖြတ်ရမှာဆုံးဖြတ်ချက်အမှားအတွက်ပြည်သူကိုတောင်းပန်တယ်လို့ BBC ကြီးကဆာမရှားကနိုဝင်ဘာလ10ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဗြိတိန်နိုင်ငံသား58ရာခိုင်နှုန်းက BBC ဟာ American သမ္မတကိုတိုက်ရိုက်တောင်းပန်တဲ့နေလို့ဖြေကြားကြကြောင်းနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ Short Gulf လူထုစစ်တမ်းမှဖော်ပြထားပါသည်။စာတမ်းဖြည့်စုသူ25ရာခိုင်နှုန်းကမူ၎င်းတို့တောင်းပန်ခြင်းကိုဆန့်ကျင်ကြောင်းဖြေကြားခဲ့ပါသည်။ Tim Davie နဲ့ BBC ရဲ့သတင်းရေးရအကြီးအကဲ Deborah Tarnes တို့ဟာ၎င်းတို့တင်ဆက်နေတဲ့ထိတ်တန်းစီစဉ် Panorama မှာဖော်ပြခဲ့တဲ့သတင်းမှတ်တမ်းမှာ Trump ကပြောကြားခဲ့တဲ့မိခုံးကိုတီးဖြတ်ရမှာအထက်လဲစစ်သည်နည်းဖြင့် ုဆောင်နေဆွဲဆွဆွဲချက်များထုတ်ပေါ်ခဲ့ပြီးနောက်နှစ်ဦးစလုံးနှုတ်ထွက်သွားခဲ့ပါတယ်။အဲ့နောက်၎င်းကိစ္စနဲ့ပတ်သက်ပြီးဒေါ်လာတန်1000ရရှိရဲ့ BBC ကိုတရားစွဲမယ်လို့ Trump ရဲ့ရှေ့ဒီမြတ်ကချင်းကျောက်စာပေးပို့ခဲ့ပါတယ်။ BBC ရဲ့ဥက္ကဋ္ဌစမာရှာကအေဗျူတော်တို့ကိုရေးကိုရာပေးစာတစ်စောင်ပေးပို့ခဲ့လို့ BBC ကထုတ်ပြန်ပါတယ်။ BBC ကထုတ်ပြန်ပြီးတမရိုင်းမိကုံးကိုတိဖြက်မှုအတွက်၎င်းနဲ့ BBC တို့ကတောင်းပန်တဲ့အကြောင်းတမရထံရှင်းရှင်းလင်းလင်းအတည်ပြုခဲ့လို့ဆိုပါတယ်။ဒါပေမဲ့လည်းပေးစာမှာဖြည့်ဆက်ဖော်ပြခဲ့ရမှာဗီဒီယိုတို့ကိုတိဖြက်တဲ့ပုံစံအတွက် BBC ကယူသားစွာနောက်ထပ်ရပါတယ်။အတည်ပြုဖြတ်ဖို့ဆိုတဲ့အကြောင်းရှိနေတယ်ဆိုတာကိုတော့မိမိတို့ကလုံးလုံးသဘောမတူပါဘူးလို့ဖော်ပြခဲ့ပါတယ်။ 2024ခုနှစ်အောက်တိုဘာလတည်းမှာထရန့်အကြောင်းပနိုရာမာသတင်းမှတ်တမ်းနဲ့ပတ်သက်ပြီးအငင်းပွားစရာတို့ဆက်လက်ဖြစ်ပေါ်နေချိန်မှာ BBC ကလွတ်တော်ဒီကယုံဖြစ်ပွားတဲ့နေတုံးကထရန့်ပြောခဲ့တဲ့မိခွန်းကိုနောက်ထပ်တိတ်ဖြတ်ထားတာကိုအခုစုံစမ်းစစ်ဆေးနေပါတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကစားသမားဘဝမက်ဆီရဲ့သွင်းကို895ခုထိရှိလာတဲ့သတင်းကိုတင်ဆက်ပါမယ်။အာဂျင်တီးနားနဲ့အင်တာမိုင်ယာမီနာမည်ကျော်ကစားသမားလီယိုနယ်မက်ဆီဟာ အန်ဂိုလာနဲ့ပွဲမှာတကိုးသွင်းတကိုးဖန်တီးပြီးရဲ့နောက်ကစားသမားဘဝသွင်းကို895ဂိုးအထိရှိလာခဲ့ပါတယ်ကိုဖန်ဒီမူကလည်း၄တတကိုရှိလာပြီးဘောလုံးသမိုင်းမှာဟန်ဂရီကနဲဝင်ပို့စ်ကက်ရဲ့၄၄ကိုကိုလိုက်မိဖို့၃ကိုတာလိုပါတော့တယ်။မက်ဆီဟာအခုရာသီအတွင်းကလပ်နဲ့နိုင်ငံအတွက်ဂိုးပေါဝင်ပတ်သက်မှုတွင်းကိုနဲ့ဖန်ဒီမှုဂိုး90ပြည့်မြောက်ခဲ့ပြီး53ပွဲကစား56ကိုသွင်း24ကိုဖန်ဒီခဲ့ပါတယ်။ အသက်38နှစ်ပြည့်ပြီးကလေးက26ပွဲမှာ29ဂိုးသွင်းက16ဂိုးဖန်ပြီးခဲ့ပါသည်။မက်ဆီအနေနဲ့အသက်30နှစ်ပြည့်ပြီးရဲ့နောက်အာဂျင်တီးနားအသင်းအတွက်ဂိုးပိုသွင်းနိုင်ခဲ့တာဖြစ်ပါသည်။ဒါအပြင်မက်ဆီဟာဂိုးသွင်းယူနိုက်တက်ပြိုင်ဘက်နိုင်ငံလက်ရွေးစင်အသင်း39သင်းထိရှိလာခဲ့ပါသည်။11ရက်တည်းညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်